ောင်းတပါဒီဝင်းနေမှာလာဆောင်မဲမဲမနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေမှာ စတောင်းစကားလေးပြန်လွင်နေရေဒီယိုတစင်ပရိသတ်များအားလုံးမဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးစောင့်မျှော်အပေးနာဆင်နေကြတဲ့အမတရားနေ့စီစဉ်လေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီနေ့အမတရားနေ့စဉ်ကင်းကနေဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များအားလုံးနဲ့အတူတူနှစ်ပတ်လည်ကြာရောက်တဲ့ချစ်သူဆောင်တွေ မင်္ဂလာစနေမောင်နှံများအားလုံးအတွက်ကိုဘသူရီယာပါဝင်တောင်းဆိုပေးတာတလေဆိုတော့ကိုအခုပဲအစီအစဉ်ကနေတင်ဆက်ပြီးတော့မှာပါဒီနေ့အစီအစဉ်ကနေပထမအဆုံးဆုမွန်ကောင်တောင်းမရမယ့်မွေးနေ့ရှင်တွေကတော့နိုဝင်ဘာလမှာကြာရောက်တဲ့မွေးနေ့ရှင်၂ရောက်အတွက်မွေးနေ့ဆုမွန်ကောင်လေးပါဝင်တောင်းဆိုပေးတာပဲဖြစ်ပါတယ်ပထမဦးဆုံးမွေးနေ့ဆုမွန်ကောင်တောင်းမရမယ့်မွေးနေ့ရှင်ကတော့နေပြည်တော် State Academy ဥပဒေပညာဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ကတိကဒေါက်တာဆိုးသီရီဖြူရဲ့36နှစ်ပြည့်မွေးနေ့တော့ပါဆိုပြီးတော့စွမ်မောင်ကောင်းလေးပါဝင်တောင်းဆိုထားပဲဖြစ်ပါရဲ့ရှင်။ဒုတိယမြောင်မွေးနေ့စွမ်မောင်ကောင်းတောင်းမရမဲ့မွေးနေ့ရှင်ကတော့နေပြည်တော်ဆယ်မြောင်ရုံးချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ AE ဦးစိုးတက်ပြည်အောင်ရဲ့34နှစ်ပြည့်မွေးနေ့တော့ကိုပါဝင်ပြီးတော့စွမ်မောင်ကောင်းတောင်းမိထားပဲဖြစ်ပါရဲ့။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်တဲ့ဒေါက်တာကတိကဒေါက်ဆိုးသီရီဖြူနဲ့ AE ဦးစိုးတက်ပြည်အောင်တို့ရဲ့မွေးနေ့တွေကိုတော့ နေပြည်တော်ရာစတင်ငယ်အရာမနေတိုင်းနေချစ်ပေပေဦးစုံမြင့်နဲ့ချစ်မင်မီဒေါ်ပြပြင်းတို့ကပါဝင်ပြီးတော့စုံမုံငေါတောင်းမိသားပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်တဲ့မွေးနေ့ရှင်များအားလုံးမြင်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မွေးနေ့ရက်မြက်လေးဖြစ်ကြပါသည်ရှင်။မွေးနေ့ရှင်တို့ရဲ့အနာဂတ်ပကြီးကားလေးကိုလည်းစိတ်တိုင်းကြအလှပဆုံးပုံမော်ခွင့်ရရှိပြီးတော့အောင်မြင်မှုပန်းနိုင်တွေကိုလည်းခုတက်မကပိုင်ဆိုင်မှုရရှိကြပါစေလို့စုံမုံငေါတောင်းမိလိုက်ပါရစေ။ ပရိသတ်ညာရှင်ဒီနေ့ရဲ့မီဒီယာနေ့စီစဉ်မှာဒီတကဆွမုံကောင်တောင်းမရမယ့်မွေးနေ့ရှင်လေးကတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်မှာနေထိုင်နေတာလီငိမ့်ချမ်းပြည်ဆောင်ရဲ့လင်းလင်းပြည့်မွေးနေ့မင်္ဂလာအတွက်ဆွမုံကောင်တောင်းမရမှာပဲဖြစ်ပါတယ်တာလီရဲ့မွေးနေ့အတွက်ကိုတော့ချစ်ပေပေဦးကောင်းထက်ဆောင်ချစ်မင်မီဒေါ်ဆုလဲဝီနဲ့တီတီလေးဒေါ်ချုလဲဝီတို့ကပါဝင်ပြီးတော့ဆွမုံကောင်တောင်းမိထားမှာပဲဖြစ်ပါတယ်ကဲဒီတော့ဒီနေ့မှမွေးနေ့ကြာရောက်တဲ့တားလေးငိမ့်ချမ်းပြည်ဆောင်ရဲ့လင်းနေပြည့်မွေးနေ့မှာဒီ နောင်နေပေါင်းတရာတိုင်အောင်စိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့တာလီနိုထလာမယ့်မနက်ခင်းတိုင်းမှာနေကြည်နုနုလေးရဲ့ထွေးပွေးမှုတွေနဲ့တူတနေ့တာလုံးပျော်ရွှင်လန်းဆန်းစွာနဲ့ဖြတ်သန်းခွင့်ရပါစေလို့ဆုမွန်ကောင်တောင်းမိလိုက်ပါတယ်။ ုတ်ကဲ့ပါဒီနေ့ရဲ့မတရားနေ့စဉ်စဉ်ကနေမွေးနေ့ရှင်များအားလုံးအတွက်ကိုစွန့်မွန်ကောင်းတောင်းခဲ့ပေးပြီးဆိုတော့ဒီတစ်ခါမှာချစ်သူဆောင်တဲ့နဲ့မင်္ဂလာစနေမောင်နှံများအားလုံးအတွက်ကိုစွန့်မွန်ကောင်းတောင်းမိရမှာဖြစ်ပါတယ်ချစ်သူ ဟုတ်ကဲ့ပါဒီနေ့ရဲ့မတရားနေ့စဉ်ရင်ကနေပထမအဆုံးပါဝင်လာတဲ့ပရိသတ်ကတော့နေပြည်တော်မှာနေထိုင်တဲ့ချစ်သားကြီးဒေါက်တာဘူမူးကျော်ညီညီနေပြည်တော် စတိတ်ကယ်ဒမီဥပဒေပညာဌာနမှာတာဝန်ထမ်းဆောင်နေတဲ့တမီးကြီးကတိကဒေါက်တာဆိုးတီရီဖြူနဲ့အေးအေးဆယ်မြောင်ရုံချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ချစ်သားငယ်ဦးစိုးတဲ့ပြည်အောင်တို့ကနေပြီးတော့နေပြည်တော်ရာစားတင်ငယ်အိမ်ယာမှာနေထိုင်နေချစ်ပေပေဦးစိုးမြင့်နဲ့ချစ်မေမေဒေါ်ပြပြမြင့်တို့ရဲ့ဒီကနေ့မှကြာရောက်တဲ့ မင်္ဂလာတက်တန်း39နှစ်ပြည့်တော့ပါဆိုပြီးတော့ပေါင်ဝင်ပြီးတော့စုမုံကောင်းလေးတောင်းမိတာပဲဖြစ်ပါရဲ့ရှင်။တက်မှန်ပြီးတော့လေဒီကနေ့မှမင်္ဂလာတက်တန်း39နှစ်ပြည့်ပြည့်မြောက်တဲ့နေပြီးတော့ရာဇသင်္ကန်းအရာမနေတိုင်းနေကိုကိုဝမ်းနဲ့မမဖြူတို့ရဲ့39နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်တော့ပါဆိုပြီးတော့ပသိမာနေတိုင်းနဲ့ချစ်မောင်လေးဦးအောင်မြင်းနဲ့ခိတနေပြီးတော့မနေတိုင်းနဲ့ချစ်ညီမလေးဒေါ်နီလာမြင်းတို့ကလည်းတက်မှန်ပြီးတော့စုမုံကောင်းလေးတောင်းမိတာပါရဲ့ရှင်။စူတောင်းစကားလေးလည်းပါပေးတာပါရဲ့။ 39နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မှာသည်နောင်လာမယ့်ရညံ့တိုင်းမှာလက်တွဲဖို့နဲ့အတူတူပျော်ရွှင်စွာဖြတ်သန်းခွင့်ရပါစီတောကပူပင်ကင်းဝေးစွာနဲ့ရတုများဆက်ဆက်သည့်ရှစ်လက်တွဲမြဲစွာနဲ့စိန်စီသောချစ်ကီးလန်းလေးကိုပိုင်ဆိုင်ရပါစေလို့ဆုမကောင်းလေးတောင်းပေးထားပါရယ်တဇင်းဖန်ပရိသတ်ကြီးအားလုံးကအီမိုရဲ့အမတရားနေ့စစမှာဝင်းနေရှင်တော်အားလုံးနဲ့အတူတူစိတ်သူဆောင်တွေမင်္ဂလာဆောင်နေတဲ့နှစ်ပတ်လေးကမ္ဘာနီနှစ်ပတ်လေဆိုင်ဝင်ဝဲနှစ်ပတ်လေအစားရှိတဲ့နှစ်ပတ်လေတွေကိုပအဝင်တောင်းဆိုပြီးလို့ရပါတယ် တောင်စုပေးခြင်းနဲ့ဆိုရင်တော့သင်းဖန်ရဲ့ဖုန်းနံပါတ်3936391639 6ကိုနေ့စဉ်နေ့လယ်တနာရနေ့2နာရီတွင်းမှာပေါင်ဝေတောင်စီအောင်မှာဖြစ်ပါရရှင်။ဒါအပြင်သင်းဖန် YouTube Channel မှာလည်းပေါင်ဝေပြီးတော့တောင်စုလို့ရပါတယ်။တောင်းဆိုတဲ့အခါမှာပြိသက်ကြီးတောင်းဆိုပြီးခြင်းနဲ့နေရမတိုင်ခင်၃ရက်ကြုံတင်ပြီးတော့တောင်းဆိုပြီးရမှာပါ။မတရားနေ့စဉ်စဉ်ကိုတော့မနေ့ကုန်းနိုင်ဝင်ခြင်းနိုင်မှာတင်ဆက်ပြီးနေရပြီဖြစ်ပါရဲ့ရှင်။နားဆင်အားပေးခဲ့ကြတဲ့သတင်းပြိသက်တွေအားလုံးပဲ ပျော်ရွှင်စရာအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်။